network cable connection guide အောက်ပါလုံဆောင်ချက်များအတိုင်းလုံဆောင်ပေးပါပထမဆုံးအစိမ်းရောင်ကောင်းပါတဲ့ပလက်ကောင်းလေးကိုဖို့ခဲကဟာနဲ့ချိတ်ဆက်လိုက်ပါမာရီရဲ့အောက်ဘက်က cover ကိုဖွင့်ပါအဲ့နေရာမှာစိုက်သေးသေးလေး latch တစ်ခုရှိပါတယ်ဗီဒီယိုထဲမှာပြထားသလိုဖွင့်လိုက်ပြီးတော့ အစိမ်းရောင်ခေါင်းပလက်ခေါင်းကိုအဲ့ဒီဆိုတော့ထဲထည့်ပါပြီးရင် cover ကိုမူလအတိုင်းပြန်ပိတ်ပါအဲ့နေရာတွင် cover ကိုဖွင့်ပြီးအဖြူရောင်ပလက်ခေါင်းကိုထိုနေရာတွင်ချိတ်ပါပြီးရင် cover ကို ပြန်ပိတ်ပါအဲ့နေရာတွင်အနက်ရောင်ကေဘယ်ကိုချိတ်ပါပလက်ခေါင်းတွေအားလုံးချိတ်ပြီး modem အပေါ်ရှိဒီလိုအစိမ်း ။ရောင်မီးလေးအကုန်လင်းလာပါလိမ့်မယ်။ဝေဖာဆက်ကိုယူပြီးအဖြူရောင်ဖြူရောင်ပလက်ကောင်းကို အပြာရောင်ဖို့ထဲမှာချိတ်ပါပြီးရင်မီးပလက်ကောင်းနဲ့ချိတ်ဆက်ပါ။ကျန်နေတဲ့အမဲရောင်ကျိုးတွေကိုမီးပလက်ကောင်းထဲသို့ထိုးလိုက်ပါအစဉ်အာလုံးပြီးစီးပါက device ရဲ့ indicator light 3D လို့ပုံလေးလို့မီးလင်းလာပါလိမ့်မယ်။အဲ့ဒါဆို network cable ချိတ်ဆက်ခြင်းအောင်မြင်ပါပြီ installation ကိုအောင်မြင်စွာပြီးမြောက်နိုင်ကြပါစေ